ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ကုမိုကားနုပညာကားစီးဆန္ဒနဲ့ပြန်လေးကြိုးစားလိုက်ပါတယ်ကြာကျွန်တော်စီမှာအကားလေးရှိတယ်ကားလေးကြီးအမြဲတမ်းစောက်ကြည့်ဝယ်ယူနေကြတဲ့ customer တူတယောက်ချင်းတိုင်းကိုသူ့ပင်လေးလာချေဦးတမာရေလို့ချေဦးစွာပြောပြသေးကြဒီတစ်ခေါက်မှာတော့ကျွန်တော်မော်ရင်းမြင့်ပြန်ရေစုံစုံနဲ့ကျွန်တော် အောက်ပိုင်းမြင့်မြင့်နေရကားလေးတစ်စီးအစ်စ်ထပ်မှရောက်ရှိရပါတယ်ကျွန်တော်တို့အဲ့ကားလေးကတော့အခုမြင်တွေ့နေရတဲ့ Brilliant V3 ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဗျာ Brilliant V3 ရောမဒီကောင်လေးက SKD အလုံးလေးဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဈေးလေးကတော့ကျွန်တော်တို့ခေါ်ရတဲ့ဈေးလေးက835သိန်းခေါ်ရပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်အတွင်းငယ်လေးနဲ့ကားပပတ်လေးလေးကိုချက်တော့ဒိုင်လမ်ကြီးကြည့်ရှုပေးကြပါအောင်ဗျာဟုတ်ကဲ့ကောင်လေးရောမိုဘယ်2019ဖြစ်ပြီးတော့အင်ဂျင်ပေါ်အနေနဲ့တော့ 1.5cc 2V ဖြစ်ပါတယ်ဗျအောက်ပိုင်းလဲ တော်လေးမြင်းတဲ့ကောင်လေးဖြစ်ပါတယ်ဟုတ်ကဲ့မန္တလေး license 1R နံပါတ်10နဲ့ရရှိမှာဖြစ်ပါတယ်ဒါနောက်ဖုန်းလေးဆက်လောက်ပြသပြပါမယ်နော်နောက်ခန်းကာဂိုစပေးလေးဟုတ်ကဲ့ဒါလေးရောဒီကောင်လေးကနောက်ခန်းကာဂိုစပေးလေးဖြစ်ပါရနောက်ခန်းထဲမှာဆိုရင်တော့ကျွန်တော် luggage တွေပါလေပြီးသွားမယ်ဆိုထည့်လို့ရတယ်ကျတော့အဲ့ဒါအပြင်ဟိုမှာအပေါ်မှာပေါ့ဘာပစ္စည်းတွေဘာညာတင်မယ်ဆိုရင်လည်းအပေါ်မှာရင်းလေလေးပါပါသေးရဲ့ဗျ။အတွင်းကလေးတစ်ချက်လောက်ကြည့်ပြပါအောင်ဗျ။ဟုတ်ကဲ့။ကျတော့နောက်ခန်းလေးတစ်ချက်လောက်အရင်ပြပြပြမယ်နော်။ ဟုတ်ကဲ့နောက်ခန်းမှာဆိုလဲကျွန်တော် Heron Lebron ကြီးကျေဝန်းနဲ့အနေထားကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်လူကောင်နေနဲ့သေးမယ်ဆိုရင်ကျွန်တော်၄ယောက်လောက်ထိုင်လို့ရပြီရောလူကောင်နေနဲ့အလေအလတ်ဆိုရင်၃ယောက်လောက်ထိုင်လို့ရတယ်။အဲ့ဒါအပြင်မှာကျွန်တော်၂ယောက်ပဲထိုင်မယ်ဆိုရင်လဲကျွန်တော် Empress လေးချပြီးထိုင်လို့ရပြီဗျ။ကျွန်တော်လက်တင်လေးချပြီးရော EC စီးနေနိုင်မှာဖြစ်ပါတယ်ဗျ။ကျွန်တော်အရှိခန်းလေး driver ခန်းလေးကိုပြတ်တာယူပါဗျ။ driver ခန်းထဲမှာတော့ကျွန်တော် poster smaki ဖြောက်ပါပါလေဗျာကျွန်တော် smaki poster နဲ့ဖြောက်ပါတယ်ကျွန်တော် slide 6လောက်နှုတ်ပြပြပါမယ်ဗျာဟုတ်ကဲ့ကျွန်တော်ဒိုင်ကွက်နေနေရလေကျွန်တော် digital ဒိုင်ကွက်နော်ဟုတ်ကဲ့အဲ့လားပြုံးမှာ gear position ရှင်ရတယ်ဒီကောင်လေးက auto manual နှမျိုးမောင်းလေးရနေတာတခုမြင်တွေ့ရမှာဗျာကျွန်တော် plus or minus နဲ့ manual auto မောင်းလေးရမယ်ဒီမှာဆိုရင်ကျွန်တော် cruise control တွေပါမယ်အဲ့ဒါပြောမှာ CR volume control တွေလည်းပါပါပါမယ်ဒီဘက်မှာတော့မှန်ကျိုးမှာကောက်ပါမယ်360ကင်မရာတွေပါမယ်ဗျာ တော့ iPhone screen size ကလည်းတော်တော်လေးကြီးရဲ့ဗျာ iPhone number screen ကလည်းเนาะဟုတ်ကဲ့ကျတော့ tablet size ညီသားကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျတော့ aircon ဘာညာဆိုလဲကျတော့ဒီ screen ထဲမှာပဲအလုပ်လုပ်မှာဗျာဒီ screen ထဲမှာပဲ touch ညီနဲ့အလုပ်လုပ်မှာဖြစ်ပါတယ်ကျတော့ gear ဆိုလဲကျတော့ back gear ရှေ့ gear အကုန်360 power ရယ်ပေါ့နော်ဟုတ်ကဲ့ဗျာ ကျွန်တော်နောက်မှာဆိုလဲကျွန်တော် back camera အမြင်ကွေးလေးလဲပေါင်ပေါင်ဝင်တာကိုတွေးရမှာဗျဟုတ်ကဲ့ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်စီးနှုံးလေးက3835သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါလေဗျဟုတ်ကဲ့တော့အတွင်းတွင်းကလေးလဲကြည့်ပြီးပါလေဆိုတော့ဖြည့်ရုပ်လေးချက်တော့ပြန်လေးကြည့်ရှုလိုက်အောင်ဗျတုတ်ထက်လေးတော်တော်လှတယ်ဗျဟုတ်ကဲ့ဒီကားလေးကိုဝယ်ယူနေဆိုရင်တော့ကျွန်တော်ပိုမိုကားတင်ညာကားစီစင်တာမှာလာရောက်ပြီးရမဲမဲကြီးဝယ်နေနိုင်ပါလေကျွန်တော်တို့ကတော့တင်ငန်းကျုံမျိုးနဲ့ကြီးပါရွက်ကဘင်းအောင်တလန်ချမ်းမ9.5 ရှိပါကြဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျ